နောက်တင်ဟန်ဖောရက်အတင်းနဲ့ချက်စီတင်းတို့ရဲ့ဝဲကြုံသုံးသက်ချက်မင်္ဂလာပါချက်စီရင်ပေါ်တာမြန်မာနေပြီးရောကြိုးစုလိုက်ပါတယ်စနေနေ့ညအစောပိုင်းကွဲတင်ဖြစ်တဲ့၆နာရီအချိန်မှာရှင်ကြိုင်သားသွားကြမယ်နောက်တင်ဟန်ဖောရက်အတင်းနဲ့ချက်စီတင်းတို့ရဲ့ဝဲကြုံသုံးသက်ချက်ကိုတိစပ်သွားခြင်းပါတယ် နော်ဒီရန်ဖောရဒီနဲ့ချက်စီးတင်းတို့ရဲ့နောက်ဆုံးထိတ်ကြင်ထိတ်တိုက်တွေ့ဆုံမှု၅ချိန်မှာဆိုရင်တော့ချက်စီးတရား၂ချိန်နိုင်ပြီးတော့နှစ်သိန်း၂ချိန်သိရကြရတယ်။တပွဲကိုရှုံးပေးထားရပါတယ်။ချက်စီးတရားနောက်ဆုံးမှသွားခဲ့တဲ့နှစ်ပွဲမှာဆိုရင်အနိုင်ရထားတယ်။ချန်ပီယံလိဂ်ပွဲမှာဖြစ်တဲ့ဗင်ဗီကာဒီနဲ့ပွဲကိုဝမ်းစီနဲ့နိုင်ထားတယ်။ပရီးမီယာလိဂ်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့လီဗာပူးတင်းနဲ့ပွဲစဉ်မှာဆိုရင်တော့နောက်ကျအနိုင်ကုန်းနဲ့တူနှစ်ဂိုးကုန်းနဲ့အနိုင်ယူထားတယ်။နော်တင်ဟမ်ဖောရက်အသင်းကကျတော့နောက်ဆုံးပွဲတွေမှာဇက်တိုက်ကိုရလက်ဆိုးဝါးနေပြီးတော့ ီယာတွေအကြီးတဲ့ခံစားနေရပါတယ်။ဒီပြတက်ဖြစ်တဲ့ project လူနေနဲ့လည်းဖီယာအောက်ရောက်ရှိနေပြီးတော့အာပြန်လဲထုတ်ပယ်ခံရဖို့လည်းအလားအလာလေးကောင်းနေပါတယ်။ချက်စည်းသိန်းနဲ့ Norian Forest တင်းတို့ဟာထိတ်တဲ့တွေ့စုမိုင်းမှာအတင်ချက်စည်းကအချိန်တရားထားတဲ့ဆိုပေမဲ့နောက်ပိုင်းကလာတွေမှာတော့ Norian Forest တင်းကိုကြက်ကြဲနဲ့ကစားလာခဲ့ရပါတယ်။နောက်ပြီးတော့ဒီနေ့ပေါ်မှာအရှင်မြန်ကလာမဲ့ Norian Forest တင်းနဲ့ပွဲစဉ်မှာချက်စည်းသိန်းရဲ့ ခံစစ်ပြဿနာတွေအများကြီးရှိနေပါတယ်ဒီကခံစစ်မှုတွေမှာဆိုရင်လည်းပရိယာဆိုင်လည်းမကျင်းသေးဘူးအကူဝဲလို့တရားရနေတယ်နောက်ခုနောက်ဆုံးဖြစ်တဲ့အချက်ပေါင်းမှာတရားရနေတဲ့ပုံစံဖြစ်နေတယ်ဖော်ဖာနာကလည်းအဲဗတိကြောင်ပေါ်ထွက်လာမှုအတွက်မကျင်းသေးပါဘူးအာရီစီချင်းကလည်းအသေးစားတရားလေးရှိနေတယ် ဥပမာကတော့အတိုင်ရတက်လာကြဆက်လက်လွဲချော်သွားအောင်မှာဖြစ်ပါရဲ့။ဒါကြောင့်မို့စစ်သည်တည်းရဲ့ခန်းစစ်ပိုင်းကတော့အများပြားကိုသတင်းစာလောက်ကိုရှိနေပြီးတော့နော်တင်ဟမ်ဖောရက်တင်ကိုခက်ခက်ကင်းနေရှိမင်းလာရအောင်မှာပဲဖြစ်ပါရဲ့။ဖြစ်နိုင်မဲ့ပေါ်တယ်လူစင်စတိယောင်းနေရတော့ဂိုးမန်နီယာမှာရောဘတ်ဆန်ချာနောက်တန်းနေမှာမက်ကူကူဝဲလာ ော့တိုနဲ့ဆာမိုဘက်တို့ကိုပြန်သုံးလာနိုင်ရရှိပါတယ်။ညာနောက်ပိုင်းမှာတော့ကျွန်တော်ဒံရရနေတဲ့အာဂျီမီစီချိန်အစားဂူစတိုကိုထုတ်သုံးနိုင်နိုင်ရရှိတယ်။ကိုင်းလမှာဆိုရင်တော့အဇိုဖာနန်ဒက်မော်ဆာကန်စီတို့ဘယ်ဘက်ချန်တိုက်စစ်မှာပြီတော့ကန်လာချိုကိုပေါ်ထုတ်နိုင်နိုင်ရရှိတယ်။ဂလီနီယာမှာတော့အက်စတာဘူကိုပေါ်ထုတ်လာမယ်လို့ကျွန်တော်ထင်တယ်။ညာဘက်မှာတော့နတ်တို့ ်ခြေတန်းမှာတော့ဂျာဟိုပက်ထရိုကိုပေါ်ထုတ်ထားနိုင်ခြေရှိပါတယ်။ဒါဆိုရင်တော့ကျစည်းသိမ်းဟာ Notreyan Forest တင်းကိုအကောင်းဆုံးရှင်မြန်ကစားပြီးတော့အနိုင်ရရှိသွားမယ်လို့ပဲကျွန်တော်ခန့်မှန်းခြင်းပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။